ပြိုင်ပွဲနှစ်ခုစာအတွက်သိပ်ပြီးတော့အာဆင်နယ်ဟာအဆင်မပြေသေးဘူးဆိုတဲ့အခြေအနေကိုသွားတွေ့ရတယ်။အရင်နှစ်တွေကလည်းအာဆင်နယ်ဒီအခြေအနေမျိုးတွေကြုံတွေ့ရတဲ့အခါမှာတော့ဒီတစ်ခါမှာတော့အာဆင်နယ်ရဲ့ဒီအားနည်းချက်ကိုအာတီတာနားလည်ဖို့သင့်ပြီလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ ရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပိုင်းကတော့ပွဲချုပ်သွားချက်အစီအစဉ်ဖြစ်ပါတယ်အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာအာဆင်နယ်နဲ့ညူကာဆယ်ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ပြောမယ်ဆိုလို့ရှင်တော့အဆင့်နှစ်နေရာအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်တို့ကိုရင်းနှီးထုံးကျွန်တော်ညီကိုမြောက်ကခံမန်းသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျာကိုရင်းနှီးထုံးမြင်္ဂလာပါမြင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါအာဆင်နယ်နဲ့ညူကာဆယ်ဒါစူပါဆန်နီရဲ့ည10:00နာရီပါပေါ့နော်အာဆင်နယ်ကရမှတ်68ညူကာဆယ်က66ဆိုတော့ကျွန်တော်တို့အနေထားပြီးပြောမယ်ဆိုလို့ကျွန်တော်အာဆင်နယ်လုံးဝရှုံးလို့မရဘူးဒီလိုအခြေအနေမျိုးရှိပါတယ်မဟုတ်လို့ရှိရင်အဆင့်3နောက် ထိဖြစ်သွားနိုင်ပါတယ်။အဲ့တော့ဘောတော့ဒါအင်ရှင်အာဆင်နယ်ဘက်ကနေထုံးစံတိုင်းပေါ့စပြီးပါအောင်။အာဆင်နယ်တော့ကတော့ဒီကန်ရဘက်ပြန်လာတယ်ဆိုတော့ဝမ်းသာစရာပဲ။ဟုတ်ကဲ့။မာတင်နယ်လီကလည်းအဆင်ပြေလို့ကျွန်တော်တို့သိရတယ်။အဲ့လိုအာဆင်နယ်တိုက်ဆက်ကတော့ပုံမှန်တိုက်ဆက်တဲ့ပုံစံတော့ဖြစ်သွားတယ်ပဲပေါ့နော်ဒီမာတင်နယ်လီရဲ့ကန်အဘက်ရဲ့ဆက်ကရဲပေါ့နော်အဲ့လိုတိုက်ဆက်ဆိုတော့ဖြစ်သွားနိုင်တယ်အဓိကတော့ညူကာဆယ်နဲ့ကွင်းလန်နဲ့ခန်းစစ်ကြားကျစ်လက်မှုကိုအာဆင်နယ်တင်းထိုးဖောက်နိုင်မှာမလားပေါ့နော်ဒါတွေကအာဆင်နယ်ကိုတော့ခက်ခဲစေနိုင်တယ်ပေါ့နော်တကယ်လို့များဒီကလန်ရိုက်စတာဒီပွဲမှာမပါလာဘူးဆိုရင်တော့ပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ပေါ့နော် ဘာဘူးနဲ့ပွဲရခြေစားလို့ပြောတာကစားမယ်ဆိုရင်ဒီပွဲစဉ်မှာအဆင်နဲ့နဲ့ကြားလက်ကောင်းတစ်ခုတော့မျောလင်းလို့ရတယ်။ဟုတ်ကဲ့။ PR တွေမရှိတော့ဘူးဆိုရင် OD ကပို့ပြီးခြေစမ်းပြတာလို့ကျွန်တော်မြင်တွေ့ရတယ်ဗောနော။အခုလက်ရှိနေသားရဆိုရင်အဆင်နဲ့ရော Newcastle ရော နှစ်သင်းမှာဆိုရင်တော့ဒီအဆင်နဲ့ကတော့ဖီးယားသိမရှိရပုံစံမျိုးတော့ကျွန်တော်တွားပြီးတွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ယူကာဆယ်ရဲ့တောင်ပံနဲ့အလေကြားနေရာတွေကိုဒီတက်ချစ်စင်နာတွေအကုန်လုံးကိုပါတီးတောက်တဲ့လိုက်ကာဘောကြတော့လည်းသိတော့မဖြစ်နိုင်ပေါ့နော်အစ်ဆက်ကိုတားနိုင်တယ်ဆိုရင်တော့မှဒီတွန်းနယ်လီဝင်လာတာတို့လီဗာမိုတိုတို့ဂေါ်ဒွန်တို့တောင်ပံကနေဖျက်တင်တာတို့ကိုတော့အဆင်နဲ့သိနေနေတီးထားဖို့တော့လိုပါလိမ့်မယ်ဟုတ်ကဲ့အဆင်နဲ့ကဒီယာဒီမှာယူကာဆယ်ကိုတွေ့တဲ့အချိန်တိုင်းမှာရှုံးလာတယ်ဗျဟုတ်ပါတယ်ဒီ Emirates အင်ကွင်းမှာတော့ဒီယာဒီနောက်ဆုံးတွေ့ဆုံမှုနေတဲ့အဆင်နဲ့သိနေတယ်ပေါ့နော်မရှုံးအောင်တော့ကစားတင်တယ်လို့ကျွန်တော်လည်းမြင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်ဒီအာဆင်နယ်က အခုထထီဒါအဆင့်နှစ်မသေးကြသေးဘူးဒါချန်ပီယံလိဝင်ခွင့်တော့ရပါပြီဒီပွဲရှောင်းရင်အဆင့်3ထိဖြစ်သွားနိုင်လို့ဒါရှုံးလို့မရဘူးပဲပြောချင်တယ်အဲ့တော့လက်ရှိခြေစွမ်းနဲ့ဆွမ်းဆောင်ရည်ကတော့ကျွန်တော်ရာသီကုန်ကန်နီးလေတွတ်တက်မလာတော့လို့ပဲပြောရမယ်အီလေလေကြီးပေါ့ဒီနေရာမှာနေလဲနေပြီးတော့ဘာဖြစ်စလို့ဖြစ်မှန်းမသိဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပြန်ပွဲဆုံးနောက်ဆုံး၅ပွဲဆက်လဲအာဆင်နယ်ကနိုင်ပွဲပြောက်ထားတယ်အာဆင်နယ်ဒီလိုဘာလို့ဖြစ်သွားလဲဆိုတော့ဒီပေါ့နော်သူတို့ကခက်ခဲတဲ့အသင်းအနေနဲ့တကယ်ချန်ပီယံလိအတွက်အရေးပါတဲ့အခြေအနေတစ်ခုမှာပရီးမီးယားလိမှာခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတယ်ဗျအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ပြိုင်ပွဲနှစ်ခုစာ တွက်သိပ်ပြီးတော့အာဆင်နယ်ဟာအဆင်မပြေသေးဘူးဆိုတဲ့အခြေအနေကိုသွားတွေ့ရတယ်။အရင်နှစ်တွေကလည်းအာဆင်နယ်ဒီအခြေအနေမျိုးတွေကြုံတွေ့ရတဲ့အခါမှာတော့ဒီတစ်ခါမှာတော့အာဆင်နယ်ရဲ့ဒီအားနည်းချက်ကိုအာတီတာနားလည်ဖို့သင့်ပြီလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့အိမ်ကွင်းမှာတော့အာဆင်နယ်လုံးဝ ရှုံးလို့မရဘူးဒီဘွဲမှာကအာဆင်နယ်ဟာတည်ရင်နဲ့အနိုင်ဆိုလို့ရှိရင်လည်းအာဆင်နယ်သင်းရဲ့အားပေးသူတွေအတွက်တော့ဘာမှတော့ထူးလာမယ့်အရာတခုတော့မဟုတ်ဘူးဒါပေမဲ့ပေါ့နော်ဟိုအာဆင်နယ်သင်းဟာပြိုင်ပွဲဆိုနောက်ဆုံး၅ဘွဲဆက်9ဘွဲပျောက်ထားတယ်ချန်ပီယံလိဂ်ကလည်းထွက်လိုက်ရတယ်အစ်စ်နှစ်နေရာအတွက်လည်းဘာမှမသိဘူးဆိုတဲ့အခြေအနေမျိုးမှာတော့9ဘွဲတစ်ဘွဲမှဖြစ်မနေယူပေးဖို့လိုတယ်9ဘွဲကအရေးကြီးလားဆိုတော့အရေးမကြီးပါဘူးဒါပေမဲ့ယူပေးဖို့တော့လိုရလို့ပဲပြောရမှာပါကဲဒါဆိုလို့ရှိရင်တော့ Newcastle လေးသွားကြတယ်ပြပြပေးပါဦးအဲ Newcastle နီးပြဒီ Eddie Howe ကတော့ကျွန်တော်တို့ကကြီးကိုချီးကျူးရလိမ့်မယ်လို့ထင်ပါတယ် အာဆင်နယ်နဲ့ပွဲမှာတာသူနိုင်သွားပြီဆိုရင်တော့ဒီကစားနိုင်သွားပြီဆိုရင်အဆင့်နှစ်ကိုရောက်ဖို့ကပိုပြီးတော့ဖြစ်နိုင်သွားပြီပေါ့နော်ဟုတ်ပါတယ်ကာရာဘောင်ဖလားတလုံးရဲ့အဆင့်နှစ်ပြီးတော့ချန်ပီယံလိဝင်ခွင့်ပါရအောင်ယူပေးထားတာဆိုတော့ဒီနီးပြောက်ကိုတော့တကယ်တော်တယ်လို့ပြောနိုင်တယ်နော်ဟုတ်ပါတယ်နယူကာဆယ်ရဲ့ကစားပေါ်မှာဆိုတော့ကျွန်တော်နယူကာဆယ်ရဲ့အန်ဒါလက်တွေကိုကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်ဟုတ်ကဲ့ဘယ်လိုပြောလဲဆိုတော့ဒီနယူကာဆယ်ရဲ့တောင်ပေါ်မှာ overlap အနေနဲ့ဒီတယောက်ကရောင်ပြရဲဆိုပေမဲ့အလဲမှာကစားမှာနှစ်ယောက်တော့ရှိရပေါ့နော် isa isa ရဲ့ bruno guimara အဲ့လိုပုံစံမျိုးရှိနေရဒီချိန်မှာအန်ဒါလက်အနေနဲ့တယောက်ကဝင်သွားပြီး အဲ့လိုပုံစံမျိုးဆိုရင်တော့တားရလွယ်တယ်ဆိုပေမဲ့နှစ်ယောက်ဖြစ်နေတဲ့ခါမှာတော့တားဖို့တော့ခက်သွားတယ်ပေါ့နော်တယောက်ကတည်ကျက်လို့ဖြစ်သွားပြီးတော့နောက်တယောက်ကတော့ AR ထဲဝင်သွားတာမျိုးပေါ့အဲ့လိုပုံစံမျိုးတွေက ဒီပြန်ဘက်အတင်းတွေနဲ့တားဆီးရခက်ခဲတဲ့ပုံစံမျိုးမှာရှိတယ်ဒီအာဇနယ်အင်ခွဲမှာပြီးမြားရရလက်ပိုင်းအကြည့်မယ်ဆိုရင်ယူကာဆယ်တက်ကလုံးဝကောင်းနေဘူးယူကာဆယ်ကဒီပြီးမြားလေးမှာဆိုရင်အာဇနယ်အင်ခွဲမှာနိုင်ခွဲမရတော့တော်တော်လေးကိုကြားခဲ့ပြီပေါ့နော်ဒီနေ့ကာရာဘောင်ဖလားမှာနိုင်ခဲ့တယ်ဆိုတာကလည်းယူကာဆယ်ရဲ့စိတ်သက်ပိုင်းကြောင့်နိုင်ခဲ့တာဖြစ်ပြီးတော့ဒီအာဇနယ်ဘက်ကကျတော့လေဒီကာရာဘောင်ထက်အခြားအယုံဆက်ကြရပြို့ပြီးတော့များတဲ့အခြေအနေမျိုးတွေကြောင့်ပဲနိုင်သွားတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အခုကကျတော့အဲ့လိုအခြေအနေမျိုးမဟုတ်တော့ဘူးအတင်းလုံးကလည်းစိတ်သက်ပိုင်းကဒီအေးဆေးတတဆိုတဲ့ပုံစံမျိုးဖြစ်သွားရတယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာနယူကာဆယ်အရန်အားထက်ကံမှမ လားပေါ့ဒါတွေကိုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရနေမယ်ဒီဘက်နိုင်ရင်တော့အဆင့်နဲ့ရသွားတာတော့မှန်တယ်တကယ်တမ်းကြည့်မယ်ဆိုရင် Newcastle ကဒီ area မှာသူတို့ရဲ့ဦးတည်ချက်သူတို့ရဲ့ goal ကပြည့်သွားပြီချန်ပီယံလိဝင်ဝင်လည်းရသွားပြီဖလားသွန်းလည်းရသွားပြီဆိုတော့ဒါသူတို့တဲ့ easy ဖြစ်သွားပြီလို့ပြောနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီပွဲစဉ်မှာတော့ Newcastle အနေနဲ့ဒီခြေကုံထုတ်ကံမမလားပေါ့ဒါလေးကိုတော့ကျွန်တော်စိတ်ဝင်စားပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါ Chelsea ကိုနိုင်လိုက်တာဒါ Newcastle အတွက်တော်တော်အဆင်ပြေသွားတယ်အဆင့်နှစ်တောင်မှမျှော်မှန်းလို့ရပါတယ်ပြောမစလို့ရှိရင်ပါဗျာဒါရမှတ်တရတော့တိတ်မကွာဘူးကိုးကွာခြားချက်ကရှိပေမဲ့ကျွန်တော်တို့ပေါ့နော်ဒီလိုအချိန်လေးမျိုးမှာတော့ Newcastle ရာ Champion League ဝင်ဝင်ရွာဝါရတော့မှပြောလို့ရတယ်ကိုရင်းထုံးပြောသလိုပါပဲ Champion League ဝင်ဝင်ရွာဝါပြီးဖလားတလုံးရွာဝါရ Newcastle ထင်သလောက်အားဆိုင်ပါမလားပေါ့နော်ဒီမေးခွန်းရှိပါတယ်ဒီနှစ်သိန်းရဲ့အခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်တော့ Newcastle က Arsenal ကိုတော်တော်နိုင်ထားတယ်နောက်ဆုံးကစားထားတဲ့၅ဘွဲမှာ၄ဘွဲထိတောင်မှနိုင်ထားတယ်ဒါကလည်း League Club ပါနေလို့ဒီလောက်ထိနိုင်နေရလဲဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမယ် ဆိုလို့ရှိရင်ဒီလိုတွေနိုင်ထားတဲ့အဆင့်နှစ်လဲဒီပွဲနိုင်ရင်ဖြစ်သွားနိုင်တယ်ဆိုတာနဲ့ပဲနျူကာဆယ်ရလက်ကောင်းသွားနိုင်တယ်ဆိုရင်ကျွန်တော်တို့သွားပြီးတော့ပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီပွဲကအာဆင်နယ်အသင်းရဲ့ကွင်းဖြစ်နေတယ်။နောက်စကူကကျတော့အာဆင်နယ်ကပရိသတ်တွေအတွက်ရလက်ကောင်းရရှိဖို့လည်းလိုအပ်နေတယ်။ရလက်ကောင်းယူပေးဖို့ပေါ့လိုအပ်နေတယ်။ဒီလိုအခြေအနေမျိုးတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ကဘောတော့ဒါနျူကာဆယ်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ထွေထူးအများကြီးမရှိဘူး။ဒီအသင်းကပုံစံမိနေတယ်။နိုင်ပွဲတွေလည်းမိနေတယ်။ပြောမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ရလက်တွေကလည်းဟိုစက်တိုက်လေးကိုကောင်းနေတာပြီးခဲ့တဲ့ သုံးပွဲပါပဲခွာရမှတ်လေးမှတ်ဆိုတဲ့အနေအထားမျိုးကနေပြီးတော့အခုဆိုလို့ရှိရင်ချက်စီကိုပြန်တိုင်းတဲ့အခါမှာမဆိုးဘူးပြန်ဖြစ်သွားတယ်ဒီလိုမျိုးဖြစ်နေပြီးတော့ရှုံးပွဲတွေလည်းရှားနေတယ်ဆိုပေမဲ့ကျွန်တော်ထင်ပါတယ်အာဆင်နယ်အသင်းရဲ့ကွင်းမှာတော့နယူကာဆယ်အမြင့်ဆုံးမျှော်မှန်းနိုင်လို့ရှိရင်တည်ရလောက်ပဲကျွန်တော်ကတော့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရဲ့လက်ခံမနဲ့ပဲလေးသွားခြင်းနဲ့ပြပြပေးပါဦးဟုတ်ကဲ့ အစနေရကြတော့ဒီယောဂဆင်နဲ့တွေ့တိုင်းမှာဒီရလက်မကောင်းလိလာဘူးတော့အဆုံးသက်ဖို့ကြိုးစားလာမယ်လို့ထင်တယ်။ဟုတ်ကဲ့။ယောဂဆင်ဘက်ကလည်းတို့လိုချင်တာရောက်သွားပြီဆိုတော့ဒီအထက်ကံမှာမလားဆိုတဲ့အချက်တွေလည်းရှိနေရောဒီဘွဲဆင်မှာတော့အာဆင်နယ်နေနဲ့ယောဂဆင်ကိုတို့အိမ်ခွင့်မှာပေါ့နော်။ တကိုးကိုးမရှိဆိုတော့ရလဲနဲ့အနိုင်ရရှိပါမယ်လို့ခန့်မှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါဒီပွဲမှာတော့အမြင်တူတယ်ပဲပြောရမှာပါကျွန်တော်လည်းအာဆင်နယ်အနိုင်ခံမဲ့နဲ့ဒါပေမဲ့ကျွန်တော်ကတော့အာဆင်နယ်အတွင်းကိုတကိုးထက်ပိုမယ်လို့ထင်ပါတယ်အာဆင်နယ်ကွင်းမှာအာဆင်နယ်အသင်းပေါ့နော်ဒါအဆင့်နှစ်သေးကြစေမယ့်နိုင်ပွဲပေါ့ပရိသတ်ကိုလည်းပြန်ပြီးတော့သူတို့ကျင်းနှံ့မှုပေးမယ်နိုင်ပွဲလို့ကျွန်တော်ကတော့ပြောချင်တယ်အာဆင်နယ်နိုင်ပဲနှစ်ကိုးကိုးမရှိတဲ့နိုင်ပဲလို့ခန့်မှန်းထားပါတယ်ဟုတ်ကဲ့ပါဟိုဒီပွဲစဉ်ကတော့အာဆင်နယ်နဲ့ညူကာဆယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဆင့်နှစ်နေရာအတွက်အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးကတော့အာဆင်နယ်နိုင်ပဲခန့်မှန်းထားပါတယ်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်အာဆင်နယ်အသင်းကတော့အဆင့်နှစ်ရ ရသွားမယ်လို့ပဲကျွန်တော်တို့ခံမှန်းခြင်းလည်းဖြစ်ပါတယ်ဒီနေ့တိပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲဒါ The Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးလို့ပြောရနေပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ